အစီအစဉ်ရိုက်ခဲ့တော့ကဆိုလို့ရှိရင်အာ9နှစ်နီးပါးလောက်တလောက်အနည်းဆုံးခရီးတစ်ခုနှုံးနဲ့မြမပြီးအနှံ့ကိုရောက်ခဲ့တယ်။အဲ့တော့ခရီးသွားရတဲ့အရာသာကကျွန်မဘဝမှာကြုံခဲ့ဘူးတဲ့ပျော်ရွှင်မှုတွေထဲမှာ အလှပဆုံးအနုညံ့ဆုံးပြောရှင်ရဆုံးအချိန်လိုပဲဆိုကြပါစို့ပေါ့နော်အဲ့ဒီအမှတ်တရလေးတွေကအခုချိန်ထိလဲမေးလို့မရသေးသလိုအခုချိန်ထိလဲဒီခီးသွားစီစဉ်လေးကို ရိုက်ချင်နေတော့မယ်လှုပ်ချင်နေတော့မယ်ကိုကိုနိုင်ကတော့ခီးချင်းနေသွားရတာကိုပို့ပြီးကြိုက်ပြီးတော့ပို့ပြီးတော့ပျော်တဲ့သူဆိုတော့လေကိုရဲ့အဖတ်တရတွေကတော့ပြောရမယ်ဆိုရှင်ဒီ9လစ်တာကာလာကတော့အများကြီးပါပဲဒါပေမဲ့အကုန်လုံးကလည်းလုံးဝမေးလို့မရတဲ့တကယ်ကိုဖြတ်ပစ်စရာကိုတစ်စီးမှမရှိတဲ့ပျော်ရှင်စရာအရင်ကောက်တဲ့မှတ်တရတွေပဲပေါ့အရင်ခီးသားစီစဉ်ရိုက်ခဲ့တုန်းကဆိုလို့ရှိရင်အာ9နှစ်နီးပါးလောက်တလောက်အနည်းဆုံးခီးတစ်ခုနှုံးနဲ့မြမပြီအနှံ့ကိုရောက်ခဲ့တယ်အဲ့တော့ ခยีသွားရတဲ့အရာသာကကျမဘဝမှာ ကြုံခဲ့ဘူးတဲ့ပျော်ရွှင်မှုတွေထဲမှာ အလှပဆုံးအနုညံ့ဆုံးအပျော်ရွှင်ရဆုံးအချိန်လို့ပဲဆိုကြပါစို့ပေါ့နော်အဲ့တော့ဒီခยีသွားခဲ့တဲ့တစ်လျှောက်လုံးမှာလည်းဒေတာတွေတော်တော်များများကိုရောက်ခဲ့သလိုဒေတာတွေတော်တော်များများရဲ့အရာအလုံးနဲ့လည်းဒါနှစ်နှစ်ချွတ်ချွတ်ထိတွေ့ခွင့်ရခဲ့တာဖြစ်တဲ့အတွက် ဒီကိုတိုင်းပြည်နယ်ကိုလူမျိုးတွေအပေါ်မှာပို့ပြီးတော့ချစ်လာတယ်ပို့ပြီးတော့လည်းကိုချင်းစာလာတယ်ပို့ပြီးတော့လည်းသူတို့တိုးတက်ဖို့အတွက်ဘာတွေလုပ်လို့ရတယ်ဆိုတာပို့ပြီးတော့မြင်လာတယ်အဲ့ဒီမြင်တဲ့အရာလေးတွေကိုလည်းကျမတို့ဒီ program မှာတက်နိုင်သလောက်ပေါ့နော်ဒီကိုရဲ့ screen time လေးရတဲ့အချိန်မှာတက်နိုင်သလောက်လေးကျမတို့အဲပြောပြခဲ့တယ်ချပြခဲ့တယ်အဲ့ဒီအမတ်တရလေးတွေကအခုချိန်ထိလဲမေးလို့မရသေးသလိုအခုချိန်ထိလဲဒီခီးသွားစီစဉ်လေးကို ရိုက်ချင်နေတော့မယ်လှုပ်ချင်နေတော့မယ်အခုဆိုလို့ရှိရင်တော့အဲဒီခေတ်မှာပိုကောင်းလာတာကအားလုံးကဖုန်းလေးတွေနဲ့ပြီးရင်ကိုဒီဖုန်းထဲမှာပဲ edit လုပ်လို့ရပြီးတော့ခီးသွား blog လေးတွေပေါ့နော်အများကြီးတက်လာတာတွေတွေ့ရတော့လေဟိုကိုယ်တိုင်မရိုက်ပေးနိုင်ပေမဲ့လည်းအိမ်မှာနေပြီးတော့ခီးမသွားနိုင်တဲ့သူတွေနဲ့ကြည့်စရာတွေညားလာတဲ့အခါမှာအဲဒါသဘောကျစရာလည်းကောင်းတယ်ကိုကိုယ်တိုင်လည်းအခုလက်ရှိမှာအဲ့လိုမျိုးမရိုက်နိုင်သေးတဲ့အခါတော့ရိုက်နေသွားနေကြတဲ့သူတွေစီကနေပဲဒီခီးသွားရတာလေးတွေ အဲခန်းစားဖြစ်တာပေါ့နော်ခီးစင်နေအလုံးမှာတော့အဲတတောက်တတာသွားတဲ့ဥမာဖျားဘူးနဲ့အဓိကအဲဒီလူမျိုးတွေကြောင်းလေပတ်လေးလာတာလေးတွေလည်းရှိသလိုအဲပင်လေတဲသွားရတာတွေရှိတယ်တခါလေးကြာလဲတောင်းတက်ခီးချမ်းတွေသွားရတာတွေလည်းရှိတယ်ပေါ့နော်ကိုကိုတိုင်းကတော့အခီးချမ်းတွေသွားရတာကိုပို့ပြီးကြိုက်ပြီးတော့ပို့ပြီးတော့ပြော်တဲ့သူဆိုတော့လေခီးသွားရင်တော့အန်ရယ်တွေကတော့အများကြီးပဲကြုံခဲ့ရတာပဲတချို့ခီးတွေမှာဆိုလို့ရှိရင်လည်း သေးပြီးထင်တာလုံးဝသေးပြီးထင်သွားတယ်လို့အဲ့လိုအဲ့လိုအခြေအနေတွေလည်းအများကြီးကြုံခဲ့ဘာဖြစ်လို့လဲဆိုတော့ကိုကအဲ့လိုအစွန်ဖျားတွေဆိုလည်းအဲ့လိုကုတ်ဖတ်ပြီးတော့အတင်းတွယ်ပြီးတော့တက်တယ်ကျမတို့အရင်ရိုက်ကူးရေးတွေမှာဆို drone တွေတုံးတယ်လေအဲ့တော့အဲရိုက်ကူးရေးဖွဲ့တွေကပြောတယ် drone ပါတယ်လူတက်ပြီးရိုက်စရာမလိုဘူးပြဿနာမရှိဘူးမတက်နဲ့တော့အောက်ကနေပဲပြောရအောင်ဆိုလည်း အောက်ကနေပြောဖို့ဆိုတာအဲ့ဒီမြင်ကွင်းနဲ့အဲ့ဒီအရာသာကိုကိုကိုတိုင်ခန်းစားပြီးမှပြောလို့ရမှာဆိုပြီးတော့ကင်မရာမန်တွေအားလုံးလက်ထံခဲ့ပြီးကိုနဲ့ drone နဲ့ပဲအဲ့လိုရအောင်တွေ့တက်သွားတဲ့အဲခီးကြီးတွေလည်းရှိတယ်ပေါ့နော်ကျမရွာငံဘက်မှာတင်တယ် ဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲရေတကွန်တောင်ကြီးပေါ့တက်သွားတာရေတကွန်တောင်ဆိုတော့တိတယ်ရေတကွန်ရှိနေရေတကွန်ကြီးရှိနေတဲ့ဒီတောင်ကုန်းလိုနေရာကိုတက်သွားတော့လေကြောက်တုံးနေဆိုတော့လေအတက်ကလွယ်တယ်အစင်းလဲကြချောနေတာရေပြီးအဲ့ဒီကြောက်တုံးအမြင့်ကြီးကိုလေဆက်စုချင်စောနဲ့ဘလို့တက်သွားလဲမသိဘူးတယောက်တည်းအဲ့လိုခွတ်တက်သွားတာ ပြန်လဲဆင်းရောဟိုလေစီဆော့စလိုက်ရှော့ကြီးလို့ဖြစ်နေတဲ့ကြောက်တုံးကြီးပေါ်မှာဘလို့ဆင်းရမှန်းကိုမသိတော့တာဒါပေမဲ့လည်းအော်မဆင်းရအောင်မှမရောက်တာဆိုအဲ့လိုပဲကုတ်ဖက်ပြီးဆင်းရင်းနဲ့ရေလွာရောကြီးစည်းသလိုအောက်ဆင်းသွားတာဒါပေမဲ့အဲ့ဒီတဆင်းကနေလွန်ပြီးအောက်ပြုတ်ကျသွားရင်တော့အဲ့ဒါဘလို့ကောက်ရမလဲတော့မသိတဲ့အခြေအနေပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီအစွန်လေးမှာအဲကျမတို့အဖွဲတဲကအဲဒီလိုက်ပို့တဲ့ guide တယောက်နဲ့ပြီးတော့ ရိုက်ကူးရေးအဖွဲ့သားတယောက်ကအောက်မှာ ရှိနေတယ်သူတို့ကလည်းသူတို့ဟာသူတို့အလှပတွေခန်းစားနေတဲ့ကင်မရာဖုန်းကင်မရာလေးနဲ့သူတို့ဟာသူတို့ရိုက်နေကြတဲ့အချိန်ကျမပြုတ်ကြပြီအတိုင်းနဲ့အော်ပြီးတော့ပြုတ်ကြလာတဲ့အချိန်မှာခမခရသူတို့ CV ဖမ်းလိုက်တာအဲ့တော့ ောက်မှာကျွန်မကိုလိုက်မချရတော့ဘူးကွာဒါပေမဲ့လည်းအဲ့လိုကြီးဖြစ်သွားလို့အမလီရင်တုံမတုံအမလီကြောက်လိုက်တာဟဲ့နောက်အဲ့လိုမျိုးကြီးတွေမလုံတော့ဘူးဆိုတဲ့စိတ်ကလည်းတစိမ့်မှမဖြစ်ဘူးတော့အဲ့အောက်ရောက်သွားနေအဲ့လိုဖုံးလေးတုတ်သေးတွေခါအဲ့လိုဘွက်တွေခါရေတွေဆေးပြရနေဘယ်ပေါ်တက်ရမလဲကြောက်နေတာဆိုကိုရအဖတ်တရတွေကတော့ပြောရမယ်ဆိုရှင်ဒီ9လစ်တာကာလကအများကြီးပါပဲဒါပေမဲ့အကုန်လုံးကလည်းလုံးဝမေးလို့မရတဲ့တကယ်ကိုဖြတ်ပစ်စရာတစိမ့်မှမရှိတဲ့ပြောရှင်စရာအရင်ကောင်းတဲ့မှတ်တရတွေပဲပေါ့ဒီခီးသားစီစဉ်မှာတော့ကိုတက် ဆုံးစာပြသွားခဲ့တာလည်းရှိတယ်။အဲတတောက်တတာပဲပြောရှင်ရှင်သွားရတဲ့နေရာတွေလည်းရှိတယ်။ဒါပေမဲ့အဲအကုန်လုံးပေါ့နော်ဒီအစီအစဉ်တစ်ခုစီတစ်ခုစီတိုင်းမှာကြည်ရတဲ့ပြိသက်တွေစီကကြားရတဲ့စကားလေးက အဲအင်းရဲ့အစီအစဉ်လေးကိုထိုင်ကြည့်နေရတာအဲ့နေရာလေးကိုရောက်သွားတယ်လို့ပဲအင်းရဲ့ကလိုက်ခဲ့အောင်နော်ဆိုတာနဲ့အဲ့လိုပြုံးပြုံးကြီးကိုအဲ့လိုပါသွားတာဆိုတာမျိုးလေးတွေအမြင်အကြရတယ်ပေါ့နော် ကိုကိုတိုင်းကလည်းကင်မရာကိုကြည့်ပြီး presentation လုပ်တယ်ဆိုပေမဲ့တက်နိုင်သလောက်ကင်မရာနောက်မှာရှိနေကြတဲ့ပရိသတ်တွေတယောက်ချင်းစီကိုသူတို့ကိုကိုကမျက်နှာချင်းဆိုင်ပြီးပြောပြနေတယ်လို့မျိုးလေးဖြစ်အောင်တော့အတက်နိုင်ဆုံးစိတ်ရောကိုပါနှစ်ပြီးတော့ဒါ presentation တွေလုပ်ပေးခဲ့တာဆိုတော့လေအကုန်လုံးကချစ်ပေးကြတဲ့ပြင်ကိုအခုချိန်ထိလည်းပြောရမယ်ဆိုရင်ဒီခီးသွားစီစဉ်လေးကမရိုက်ဖြစ်တော့တာအနှစ်တွေအများကြီးကြာခဲ့ပြီမဲ့လေအဟောင်းတွေကပြန်ပြီးတော့လွှင့်နေတုံးပဲအခုချိန်ထိလည်းခီးသွားစီစဉ်တွေမှာအိမ်ရတို့ပဲရောက်နေပါတယ်ဆိုတော့အဲ့အတန်လေးကိုကြားလိုက်ရင်ကိုအဲ့လိုမျိုးလုံနေတဲ့ဟာကိုချလိုက်ပြီးတော့ TV ရှေ့ရောက်လာကြတယ်ကြည်ပြီးသား ဘယ်နှခေါက်ပဲပြန်လွင့်ပြန်လွင့်အဲ့ဒီ program လေးကိုအဲ့လိုအလွမ်းကြီးအပြင်းကြီးပြန်ပြန်ပြီးတော့ကြည့်ပေးနေကြတဲ့ပြည်သက်တွေအခုချိန်ထိရှိနေကြသေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်